မင်္ဂလာပါ Brilliant English Grammar Class ရဲ့ Phonic Session လေးကနေမှကြိုဆိုပါရစေ။ဒီကနေ့မှာတော့ Group 3ကို ရောက်လာပါပြီ။ Group 3မှာတော့ G O U L F B ဆိုတဲ့ letter လေးတွေကိုလေ့လာရပါမယ်။အရင်ဆုံး G ရဲ့အတန်လေးကို ပြောရအောင်။သူ့နာမည်လေးကနေမှစလိုက်ရအောင်။ What is this? ဒါလေးကတော့ G ဖြစ်ပါတယ်။နောက်တစ်လုံးကတော့ lower case G လေးပဲဖြစ်ပါတယ်အဲ့တော့ G ရဲ့အတန်လေးဘယ်လိုထွက်မလဲဆိုတာကိုနားထောင်ကြည့်ရအောင် G နောက်ကနေမှလိုက်ထွက်ကြည့်ပါ G G ပို့ပြီးတော့အတန်လိုက်ထွက်နိုင်ဖို့ဗီဒီယိုလေးကြည့်ရအောင် gurgle g g gurgle g gurgle ဒီရဲ့အတန်လေးဘလို့ဖြစ်လာတာလဲဆိုလို့ရှိရင်ဘေးစင်တွေကရေတွေက အပေါက်ထဲကို ကျသွားတဲ့အခါမှာထွက်လာတဲ့အတန်လေးကနေမှရလာတာဖြစ်ပါတယ်အရှင်လေးကတော့ဆက်ဝိုင်းဘက်ပုံစံလက်ကလေးကိုလှဲ့ပါမယ်အတန်လေးရဲ့အရှင်လေးရဲ့ရသွားရင်တော့သချင်းလေးနားထောင်ကြည့်ရအောင် The water gurgles down ပုံလေးတွေရဲ့အတန်ကိုနားထောင်ပြီးတော့ဂဆိုတဲ့အတန်ပမပလိုက်ပြီးတော့နားထောင်ကြည့်ပါ။ goat, g, g, goat, g, g, goat, g, g, goat, g, adali, jalila. Not upon what you goal, g, g, goal, g, goat. g, goal, g. g, goal. g. g girl g ရဲ့အတန်လေးကြားရတယ်နော်နောက်တစ်ပုံကြည့်အောင် gum g g gum g g gum g g gum ပုံသုံးပုံလုံးမှာ g ရဲ့အတန်လေးတွေကြားရတယ်နော်ဒါဆိုလို့ရှိရင်လေ့ကျင့်ကြည့်အောင် ပုံတပုံချင်းစီရဲ့အတန်လေးတွေကိုတေချာနားထောင်ပါ group 3ကိုရောက်လာတာဖြစ်တဲ့အတွက်ရှေ့သုံးအတန်ကိုကြည့်နားထောင်လို့မရတော့ဘူးအလင်းမှာပါလာမလားနောက်ဆုံးမှာအတန်ကြားရမလားဆိုတာကိုတေချာနားထောင်ပါ G ရဲ့အတန်လုံးဝမှမပါတဲ့ပုံတပုံကိုရွေးထုတ်ကြည့်ရအောင် get get tiger tiger pig pig pen pen leg leg frog frog ကဲရွေးထုတ်ကြည့်အောင်ဘဲပုံလေးက g ရဲ့အတန်းရှေ့မှာပါမလားနောက်မှာမပါဘူးလားနောက်ဆုံးမှာမပါဘူးလားဆိုတော့ရွေးထုတ်ကြည့်ပါဟုတ်ပါတယ် pen ဒီအတန်လေးမှာတော့ g ရဲ့အတန်စလဲဆုံးအတန်မှာမပါပါဘူးဒါဆိုရင် blending လေးကိုဆက်ပြီးတော့တွားရအောင် g a p gap g a p gap g a p gap a ဒီနေရာမှာကတော့ တူညီတဲ့အသံ GG နှစ်ခုကိုထပ်ပြီးတော့ရေးထားတယ် G G ဆိုပြီးတော့အသံနှစ်ခါထွက်ပေးစရာမလိုပါဘူးသူ့ရဲ့အောက်မှာလည်းအပြောက်လေးတစ်ပြောက်ပဲရှိနေတာဖြစ်တဲ့အတွက်အသံကိုတစ်ခါပဲထွက်ပါမယ် G A G egg 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 d egg dig d i g dig d i g dig g r i n green g r i n green g r i n green, g -r -i -n, green. ဒီကိစ္စမှာတော့ group 3တဲက let head g ရဲ့အတန်လေးကို ပြောပြပေးခဲ့ပါတယ် g ရဲ့အတန်လေးကတော့ g အတန်လေးထွက်ပါတယ် action လေးကတော့ set wind back ပုံစံတန်လက်ကလေးကိုလှည့်ပါမယ် g g g နောက်ဗီဒီယိုလေးမှာကတော့ let head o ရဲ့အတန်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်